ုံမြင့်တန်ကြားတဲ့နေ့လယ်2နာရီအချိန်အထိရရှိထားတဲ့သတင်းတွေကိုတိုက်ရိုက်တင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံသတင်းတွေ၊ကမ္ဘာသတင်းတွေနဲ့အတူအားကစားသတင်းတွေကိုလည်းရှုစားကြအောင်ပါရှင်။တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးကဖမ်းဆီးရမိတဲ့ပစ္စည်းတွေကိုအမြန်ဆုံးထုတ်ခွဲရောင်းချပြီးနိုင်ငံတော်ဗန္ဒအဖြစ်သိမ်းဆည်းနိုင်ရေးအတွက်ဥရေပိုင်းကနေမြန်မြန်ဆန်ဆန်စစ်ဆေးဖို့လိုအပ်ကြောင်းဒုစစ်ကောင်ဆောင်ကပြောပါရတယ်။ နေပြည်တော်ရှိစီးပွားရေးနဲ့ကုတန်ရောင်းဝယ်ဝင်ကြီးဌာနညီလာခံခန့်မှမှာမေလ26ရက်နေ့လယ်ပိုင်းကပြုလုပ်တဲ့တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီအစည်းအဝေးနှစ်မြင်ဆောင်2025မှာအဲ့လိုပြောဆိုခဲ့တာဖြစ်ပါတယ်။ဒါ့ပြင်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးကော်မတီဖွဲ့စည်းခဲ့ပြီး၃နှစ်နဲ့၄လတာကာလအတွင်းဖမ်းဆီးရမိအမှုတွေ2198မှုနဲ့တံမိုးငွေကျပ်986.4 9.3ဘီလီယံရှိပြီးဖန်စီရရှိမှုတွေထဲမှာ2025ခုနှစ်မတ်လကအများဆုံးဖြစ်ကြောင်းဒုစစ်ကောင်ဆောင်ကဆိုပါတယ်။ရန်ကုန်ဘကိုးနယ်နေပြည်တော်မှာဖန်စီရမိတဲ့ကုန်ပစ္စည်းတချို့မှာစစ်တပ်နဲ့ဆက်နွယ်နေတဲ့ကုန်ပစ္စည်းတွေရှိပြီးစစ်တပ်အကြီးအကဲတချို့ကအမှုကိုအမြန်ပြီးပြတ်စေခြင်းသူတွေလည်းရှိတယ်လို့စီးပွားရေးလုပ်ငန်းရှင်တယောက်ကမှတ်ချက်ပြပါရရှင်။ ကချင်ပြည်နယ်ဗမော်မြို့တိုက်ပွဲအတွင်းမှာကြာဆုံးခဲ့ရတဲ့ရင်းမှတ်ပင် KI တရင်28ရဲ့တက်ခွဲမှုမိသားစုကိုထောက်ပံ့ကြေး350ကျန်နဲ့တပ်ဖွဲ့ဝင်ကြန့်ရှိခဲ့တဲ့ပစ္စည်းတွေကိုမေလ26ရက်မှာတွားရောက်ပေးအပ်ခဲ့တယ်လို့တော်လိုင်းတပ်ဖွဲ့တွေကလည်းသိရပါဗျ။ရင်းမှတ်ပင် KI ဒါမဆိုင်တရင်28ကနေဗမော်တိုက်ပွဲမှာဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတိုက်ပွဲအတွင်းစစ်ကောင်စီရဲ့လေရင်နဲ့ဘုံကျဲမှုကြောင့်တော်လိုင်းတပ်ဖွဲ့ဝင်တချို့ထိခိုက်ကြဆုံးခဲ့ရတာဖြစ်တယ်လို့သိရပါဗျ။ ဗမာတိုက်ပွဲမှာကြာဆုံးခဲ့ရတဲ့တက်ခွဲမှုနိုင်နိုင်ရဲ့မိသားစုကိုတွားရောက်ထောက်ပံ့ပြီးတော့ကာရဝပြုခဲ့တာဖြစ်တယ်လို့ရင်းမပင်ခိုင်ဒါမဆိုင်တက်ရင်28တက်ရင်မူစွမ်းသူမောင်ကပြောပါတယ်တက်ခွဲမှုနိုင်နိုင်ဟာပင်လယ်ဘူးမြို့တိုင်းတိုက်ပွဲမှာလည်းရွရွချွတ်ချွတ်တိုက်ပွဲဝင်ခဲ့သူဖြစ်ပြီးဗမော်တိုက်ပွဲအတွင်းမှာတိုင်းပြည်အတွက်အသက်ပေးဆက်ခဲ့ရတာဖြစ်တယ်လို့သိရပါတယ်ရှင်။ဖားကန်ဒေတာကိုတက်လာတဲ့စစ်ကြောင်းက မြို့နယ်စင်မိုင်ဝင်းကျင်အကွာကနတ်တင်းရွာအထိရောက်ရှိနေပြီး KIA နဲ့ပူးပေါင်းတပ်ဘက်ကလည်းလုံခင်းရဲရွာတွေကရဲစခန်းတချို့ကိုဝင်တိုက်ခဲ့တာရှိတယ်လို့သတင်းရင်းမြစ်တွေကပြောပါတယ်။စိုးတောင်သတင်းပေးပို့ထားပါတယ်ရှင်။ကချင်ပြည်နယ်ဖားကန်းဒေသကနေရာအများစုကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ကထိန်းချုပ်ထားရာကနေပြီးခဲ့တဲ့ April တတိယပတ်လောက်ကစလို့စစ်ကောင်စီတပ်တွေကအင်အားထောင်ချီသုံးပြီးတော့စစ်ကြောင်းထိုးလာတာပါ။ ဒါကြောင့်ပဲမေလတတရအပတ်မှာတော့ဖာကန်ကာမိုင်လန်အတိုင်းစစ်ကြောင်းထိုးလာတဲ့စစ်တပ်ဟာ KIA ထင်းချုပ်ထားတဲ့နန်တိန်ရွာအနာထိရောက်ရှိလာပြီး KIA ဘက်ကလည်းဂျားဖြတ်တိုက်တာကြောင့်နေတိုင်းနေပါတိုက်ပွဲတွေဖြစ်ပွားနေပါတယ်။နောက်တင်ကနေတော့အမတူတယ်လို့ပြောတယ်။ဖြစ်တော့ရှိတယ်တိုက်ပွဲလည်းဆက်ဖြစ်တယ်။သူတို့ကိုလာချိုတဲ့စစ်ကြောင်းတွေလည်းတိုက်ပွဲဖြစ်တယ်လို့ပြောတယ်။နောက်ဟိုလုံးလုံးခင်းမှာရဲစခန်းတစ်ခုကိုလည်း အဲခေနဲ့ဘုံပေါင်းတပ်ဖွဲ့တွေပေါ့နော်ဘုံပြစ်လို့အနာမဒီမဲ့ဘုံနိုင်လေးနိုင်ရဲ့ချိန်တော့ပါတပ်ဖွဲ့ဖြစ်တယ်တဲ့အဲဒီဒီနေ့လည်းဘိုင်းကတော့တပ်ဖွဲ့ဖြစ်တာတော့မကြားရသေးပါဘူးချိန်နေကတော့နေ့တိုင်းတပ်ဖွဲ့ဖြစ်တယ်လို့ပြောလို့ရပါတယ်မေလ26ရက်နေ့မနက်ပိုင်း KAI နဲ့ပူပေါင်းတပ်တွေဝင်တိုက်ခဲ့တဲ့နေရာဟာလုံငင်းကျွော်မှာရှိတဲ့မြောက်ကုန်းရဲကင်းနဲ့ငိမ့်တာယာကရဲစခန်းဖြစ်ပြီးထိတွေ့ချိန်15မိနစ်လောက်ပဲရှိခဲ့တယ်လို့ဒေသခံကပြောပါတယ် နေလ26ရက်မနက်ပိုင်းထိဖားကန့်ဒေသမှာတိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ခဲ့တာရှိပေမဲ့မိုးရေရွာသွန်းနေတာကြောင့်ဒီကနေ့နေ့လယ်ပိုင်းအထိလေကြောင်းတိုက်ခိုက်တာမရှိသေးဘူးလို့ KAI ဘက်ကပြောပါတယ်လန်ဒင်းရတော့ကိုကြော်ခဲ့ပြီဒီစစ်ကပေါ်ပါတော့စစ်တက်ကတော့လန်ဒင်းရနေကြော်ခဲ့ပြီဒါမှမလျက်ညနေမှာကြားပြအဲဟွာပေါ့နော်ဒီရက်စတောက်မှာဝင်ကြည့်တဲ့ခါလေးပဲရှိတယ်လုံးခေးရွာနာလေးမှာလုံးခေးရွာနာလေးမှာဟို အဲ့လိုညတိုက်ပွဲတွေဖြစ်တာဆိုဒီနေ့တော့ဒီလူလူတို့ကတော့ကိုယ့်အိမ်ထဲမှာကိုနေကြတာလေးရလွဲလို့တန်တတိပိငင်းနေပါပဲပို့လက်ရှိဖားကမျိုးပေါ်မှာလုံခြုံရေးတင်းကျပ်တာမရှိပေမဲ့ဒေသကနေနဲ့ရွှေ့ပြောင်းလုပ်သားတွေကတော့မျိုးပေါ်အထီကိုတိုက်ပွဲတွေရောက်လာမှစိုးရိမ်နေကြပါဗျ။လက်ရှိအချိန်ထိကတော့ကာမိုင်းဘက်ကတက်လာတဲ့စစ်ကြောင်းကနန်သိန်းကိုရောက်နေတယ်လို့ဖားကမ်ဘက်အကြံရန်ချက်ဆက်ယုံနဲ့ကန့်စည်းပြူဟာကနေလာကြတဲ့စစ်ကောင်စီတပ်တွေဟာလည်းဖားကမ်းမျိုးအဝင်ခွနမိုင်းနာကိုရောက်နေပြီလို့ ဒေသခံတချို့ကပြောပေမဲ့တက်ဆိုင်ရာအတာဝန်ရှိသူတွေဘက်ကအတည်ပြုတာမရှိသေးပါဘူး။နောက်ထပ်စစ်မျက်နှာတစ်ခုပြတဲ့ဗမော်ဘက်မှလည်းတိုက်ပွဲဖြစ်တာရှိသလိုစစ်တပ်က လေကြောင်းတိုက်ခိုက်တာနဲ့ရိခပစ္စည်းချပေးတာကိုနေတိုင်းဒီပါဆက်လုပ်နေတယ်လို့သိရပါတယ်။ကျွန်တော်စိုးသူအောင်ပါတနင်္လာရီတိုင်းတဝက်မျိုးအင်းရှိပြင်းရက်ွက်လမ်းစုံမှာမေလ23ရက်ညနေ9:00လောက်ကအဲဇင်းလိုက်စစ်နေတဲ့စစ်ကောင်စီတပ်သားတွေကိုတဝက်ပြည်သူ့ကာကွယ်ရေးအဖွဲ့က မိုင်းတလုံးခွဲပြီးတော့ချိန်ချောက်ခဲ့တယ်လို့တဝယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်ကပြောပါတယ်။ပြည်သူအိမ်တွေကိုတအိမ်ဝင်တအိမ်ထွက်အဇင်းလိုက်စစ်နေတဲ့အချိန်မှာမလမ်းမကန်းကနေဘုံဖောက်ခွဲပြီးတော့ချိန်ချောက်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ ပြည်သူတွေကိုအနိုင်ကျင့်ဖိနှိပ်နေတဲ့စစ်ကောင်စီတပ်ကိုစိတ်တက်ပြက်ပြအောင်လုပ်တာဖြစ်ပြီးဒဝဲမျိုးပေါ်မှာလည်းတော်လှန်ရေးတပ်ဖွဲ့တွေကဘဲစစ်စင်ကိုမဆိုအချိန်မရွေးဖော်ဆောင်လို့ရတယ်ဆိုတာကိုပြသလိုက်တာဖြစ်တယ်လို့ဒဝဲပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက DVB ကိုပြောပါတယ်စစ်ကောင်စီဘက်ကအဲစင်းစီယာမှာမြို့နယ်ရဲတပ်ဖွဲ့ဆရာဖားနဲ့လုံခြုံရေးအတွက်ပြည်သူစစ်တွေအပါအဝင်အယောက်20လောက်ရှိပြီးဘုံပောက်ကွဲပြီးတဲ့နောက်မှာတော့နှစ်ဖက်အပြန်အလှန်ပြစ်ခတ်မှုမရှိခဲ့ဘူးလို့ဒေသခံတွေကပြောပါတယ်ရှင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO KNA ဌာနချုပ်ရှိရာလိုင်ဇာအုပ်ချုပ်ရေးနယ်မြေအတွင်း KTV နဲ့ Melody Sintin ဒေဂီတာဆိုင်တွေကိုရက်အကန့်သတ်မရှိပိတ်ထားဖို့ KIO ရဲ့ထုတ်ပြန်ချက်နဲ့ဒေသခံတွေစီကနေတင်ပြရှိပါတယ်။လိုင်ဇာအုပ်ချုပ်ရေးနယ်မြေအတွင်းဖွင့်လှစ်ထားတဲ့ KTV ဆိုင်တွေနဲ့ Melody ဆိုင်တွေအားလုံးလက်ရှိအခြေအနေပေါ်မူတည်ပြီးတော့ရက်အကန့်သတ်မရှိပိတ်ထားဖို့ KIO အုပ်ချုပ်ရေးဌာနကမေလ24ရက်ကအတိအပြီးထုတ်ပြန်ထားတာပါ။ ကချင်ပြည်နယ်အတွင်းလက်ရှိနိုင်ငံရေးနဲ့စစ်ရေးအခြေအနေတွေကြောင့်အခုလိုပိတ်ထားတာလို့ဒေသခံတွေစီကနေသိရပါဗျ။မေလာ24ရက်ကစပြီးတော့ KTV ဆိုင်တွေနဲ့ Melody ဆိုင်တွေကိုပိတ်ထားဖို့တရားဝင်အသိပေးထားပြီးဆိုင်ပိတ်ထားဖို့ကြေညာထားတဲ့ကာလအတွင်းဆိုင်ဖွင့်တာတွေတမတ်ချက်စီကံချိုးဖောက်တာတွေရှိရင်ပြင်းပြင်းထန်ထန်အရေးယူသွားမှာဖြစ်တယ်လို့ KNO ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ရှင်။ မြောက်ရီမှာဖမ်းထားတဲ့ကြားဖြန့်ဝန်ထမ်း9ယောက်ကို BGF တပ်ကမေလ26ရက်မှာမဲဆောက်ဖက်ကိုပြန်ပို့လိုက်ပါတယ်။အခုလိုကြားဖြန့်ဂိုင်းတွေမှာတွားရောက်လုကင်သူတွေဟာကိုယ်တော်နဲ့ကိုယ်တွားလုသူတွေများတယ်လို့လေးလာသူတွေကလည်းပြောဆိုနေကြပါတယ်။ဒီသတင်းကိုတော့မောင်တူးပြပို့ထားပါတယ်ရှင်။ဟုတ်ကဲ့ပါ။ကြားဖြန့်ဝန်ထမ်းတောင်အာဖရိကနိုင်ငံသား3ဦး၊ကာရှစ်စတန်နိုင်ငံသား2ဦး၊စုစုပေါင်း5ဦးကို BGF ကရင်တပ်ကမြောက်ရီမဲဆောက်ထိုင်းမြန်မာချစ်ကြည်ရေးတရာအမှတ်1ကတည်းက မဲဆောက်ကိုပြန်ပို့လိုက်တာပါကျန်နေတယ်နိုင်ငံတော်တော်များများကျန်နေဟုတ်ကဲ့အဲ့ဒါလဲကျွန်တော်တို့အဲကျွန်တော်တို့ဒီတက်ဆိုင်ရာကျွန်တော်မြန်မာနိုင်ငံတာဝန်ရှိသူတွေအနေနဲ့ကလည်းတစ်ဖက်အိန္ဒိယထိုင်းနိုင်ငံတစ်ဆင့်ကာယုံတီတီကိုအကြောင်းကြားထားတာရှိပါတယ်ကြားဖြန့်လုပ်ငန်းကိုလစ်လာနေသူတွေကတော့ကြားဖြန့်ဂိုင်းနေမှာတွားရောက်လုတ်ကင်နေကြသူတွေဟာကုသဘောနဲ့ကိုတွားလုတ်နေကြသူတွေကများတယ်လို့ပြောနေကြတာပါဒီကြားဖြန့်ဆိုတာအာကျွန်တော်တို့ အမှန်တိုင်းပုံမွင့်လင်းလင်းဟာရိုးရိုးသားသားပြောပြမယ်ဗျာသိလားအဲ့ဒီမှာအလုံးလုံးတဲ့သူတွေကများသောအားဖြင့်တော့မတရားကြီးလိန်ပြီးညာပြီးအတင်းကြီးခေါ်လာတဲ့သူတွေမဟုတ်ဘူးဗျာဟိုသူတို့လည်းသူတို့သဘောတူလို့လာလောက်ကြတာပဲအဲ့တစ်ချက်တော့ကျွန်တော်က highlight လုပ်ရှင်တယ်ဒါပေမဲ့သူတို့လုတ်တဲ့အလုတ်ဒီအဲ့ဒီစီဝါကြီးဒီသူများကိုပြန်လိန်နေအလုတ်ဖြစ်တဲ့တဲ့ကြောင့်မလို့ မျက်ရည်ပေါက်ကြီးငယ်တချို့မှန်မှန်ကန်ကန်နေတဲ့သူတွေမျက်ရည်ပေါက်ကြီးငယ်ကြရတယ်။တမအီဝါနဲ့လုတ်တဲ့စီဝါရီအလုံးမဟုတ်ဘူးပေါ့ဗျာ။အဲကြောင့်မလို့ဒီအလုံးမျိုးကိုအာတက်ဆိုင်ရဘဲအဖွဲ့စည်းရပဲဖြစ်ဖြစ်အဘယ်နိုင်ငံအဖြစ်ဖြစ်ဖြစ်တားဆီးတယ်ထိမ့်ချုပ်တယ်ဆိုတာဒါကျွန်တော်တို့အားပေးရမယ့်အလုံးဒါကောင်းတဲ့အလုံးလို့ပဲကျွန်တော်တို့မြင်ပါတယ်ဗျာ။ဟုတ်။မြောက်ရီမှာ BGF ကကြားဖြန့်ကိုစတင်နေနေငယ်တယ်2025 February လကစမေလ26ရက်အထိနိုင်ငံပေါင်း25နိုင်ငံက လူရောက်999ဦးကိုဖမ်းထားပြီး6625ဦးပြန်ပို့ခဲ့တာမို့484ဦးပို့ဖို့ကြံနေပါသေးတယ်။အာဒီကြက်ထဲကတော့ပျောက်သွားမှာပျောက်သွားမှာမဟုတ်ဘူးဒါပေမဲ့အခုလိုမျိုးဖမ်းပေးနိုင်ဖမ်းနာနိုင်တာဆိုတာကတော့ဒါကောင်းတဲ့လက္ခဏာပဲဒီလိုလုပ်ပြရတော့ဒါတန်တဲ့လက်နက်ကိုင်နေနေနဲ့ဒါပုံလေးတစ်ခုတက်လာတဲ့အနေအထားမှာတော့ရှိတယ် ။မြောက်ဒီမှာလက်ရှိကျန်နေတဲ့ဒူတွေထဲမှာပြည်ုပ်နိုင်ငံသားတွေပါဝင်နေတာကြောင့်တက်တလော့တေယုဆိုရအရာရှိတွေမြောက်ဒီမှာလာပြီးသူတို့နိုင်ငံသားတွေကို အမြန်ပြန်ပို့နိုင်ရေးဆွေးနွေးခဲ့ကြပါသေးတယ်ခင်ဗျာ။ကျွန်တော်မောင်တူပါ Thank you. င်နာကသတင်းတပုတ်ကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။လီဗာပူးဘောလုံးပရစ်ဘောလုံးအသင်းပရိသတ်တွေပရီးမီးယားလိဂ်ဖလာယာလိုအောင်ပွဲခံနေတဲ့လူအုပ်ထဲမီလာ26ရက်နေ့ကကားနဲ့ဝင်တိုက်လို့လူ90နေပါတယ်ရပြီးတော့28ယောက်ဆေးလုံးဆေးရုံတင်လိုက်ရပါတယ်။ ဒီဖြစ်စဉ်ဟာအကြမ်းဖက်ဝါဒနဲ့ဆက်နွယ်မှုမရှိဘူးလို့ရတဖွဲ့ကကောက်ချက်ချထားပါတယ်။လီဘာမွန်ပြည် area ကအသက်53နှစ်အရွယ်လူဖြူဗြိတိရှအမျိုးသားတယောက်ကိုဖမ်းဆီးထားတယ်လို့ရတဖွဲ့ကထုတ်ပြန်ပါတယ်။စေုံတင်ထားသူတွေထဲမှာကလေးငယ်၄ယောက်ပါဝင်ပြီးကလေးတစ်ယောက်နဲ့လူကြီးတစ်ယောက်တရားပြင်းထန်တဲ့စွာရရှိခဲ့တယ်လို့သိရပါတယ်။ကားအောက်မှာညက်နေလူ၄ယောက်ကိုလည်းမိသက်သမားတွေကဆွဲထုတ်ပေးခဲ့ရပါတယ်။ ကားရဲသွားချိန်မှာဒေါသထွက်နေလူအုပ်ကြီးကကားမှန်တွေကိုခွဲပြီးဝင်တိုက်သူကိုရန်ပြုတ်ဖို့ကြိုးပမ်းခဲ့တဲ့အတွက်ရဲတွေကဟန်တာခဲ့ရပါသေးတယ်။ဒီဖြစ်စဉ်ဟာဆက်ဆက်မှုမရှိတဲ့တရားဖြစ်စဉ်ဖြစ်ပြီးတခြားဆက်ဆက်မှုရှိသူကိုရှာဖွေတာမျိုးလက်ရှိမှာ ရှိမနေဘူးလို့ယာယီထုတ်ယံမှုဂျန်နီစင်းကပြောပါရရှင်။ ဆက်လက်ပြီးတော့အားကစားသတင်းပုတ်ကိုလည်းပြပြပေးဦးမှာပါ Sorry Club NASA အသင်းမှာမပြောမရွှင်ဖြစ်နေတဲ့ Sironeto ဟာတခြားအသင်းတသင်းစီပြောင်းရွှေ့ဖွယ်ရှိနေပါတယ်အသက်40အရွယ်ပေါ်တူဂီတိုက်စစ်မှုဟာမေလ29ရက်ကကစားခဲ့တဲ့ Sorry Pro League နောက်ဆုံးပွဲစဉ်မှာ တကူးထက်သွင်းနိုင်ခဲ့ပေမဲ့ FR Touch အသင်းကို2-3ဂိုးနဲ့အေးနိုင်ခဲ့ပါတယ် ရိုနယ်ဒိုဟာ sorry လီအဆင့်သုံးနေရတဲ့ယာတီသိမ်းခဲ့တဲ့အနာစာအနာစာအတွက်လီတွင်ကိုစုစုပေါင်း25ကိုတွင်ခဲ့ပြီးနှစ်နှစ်ဆက်တိုက်ဂိုးသွင်းအများဆုံးစုရရှိခဲ့ပေမဲ့အတင်းလိုက်အောင်မြင်မှုမရတဲ့အပေါ်မှာစိတ်ပြက်လက်ပြက်ဖြစ်နေတာပါ စော်ရီလေးပြိုင်ပွဲအပြီးမှာအခန်းကဏ္ဍတစ်ခုပြီးဆုံးသွားပြီဖြစ်ပြီးတမိုင်းစာမျက်နှာဆက်လက်ရေးသားနေစေဖြစ်ကြောင်း Twitter စာမျက်နှာမှာရေးတင်ခဲ့ပြီးနောက်အနာဂတ်ပတ်သက်လို့ခန့်မှန်းသုံးသပ်ချက်တွေပို့မိုကြေညာလာပြပါ။အနောက်စာတင်းကဘတ်ကလပ်ဖလားပြိုင်ပွဲဝင်တိုင်းခွင့်ရှိပေမဲ့ဂျီရိုနယ်ဒိုကိုပြိုင်ပွဲကစားမယ့်တခြားကလပ်အသင်းတစ်သင်းကငါးခေါ်ယူဖို့ဆွေးနွေးနေကြအောင်ဘတ်ကလပ်ပေါ်မှာပါဝင်စားနိုင်ကြောင်း FIFA ဥက္ကဋ္ဌ Infantino ကပြောထားပါတယ်ရှင်။